င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။စန့်ကျင်တိုက်ခိုက်သူတွေနဲ့ငြင်းချင်ဆွံ့ရဲမင်းအောင်လိုင်ကိုတပ်စင်ကတိုက်တွန်းကမင်းအောင်လိုင်ကတပ်စင်ရဲ့အကြံပြုချက်ကို နားထောင်လက်ခံတယ်လို့ဆိုပါတယ်။စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု82ကြိမ်ကိုလုဆောင်ခဲ့တဲ့အတွက်ပြည်သူ105ဦးသေဆုံးခဲ့တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်နေသူတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကတွဲဆုံတိုက်တွန်းခဲ့တယ်လို့ထိုင်းသတင်းရှင်းသတင်းဌာနကသတင်းဖော်ပြထားပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဝတ်ကဧပြီလအစောပိုင်းကဘန်ကောက်မှာပြုလုပ်တယ်။ ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုလာတက်တဲ့မင်းအောင်လိုင်ကိုတည်တံ့တွေ့ဆုံပြီးအဲ့ဒီတွေ့ဆုံမှုအတွင်းမှာမင်းအောင်လိုင်ကိုတိုက်တွန်းခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီနဲ့တိုက်ရိုက်စကားပြောဆိုတာနဲ့ငင်းချင်းလန်းစာကိုရှာဖွေဖို့လိုအပ်ပြီးထိုင်းနိုင်ငံအနေနဲ့လည်းစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေကြားမှာဂျားဝင်ဖြန့်ဖြေးသူဖြစ်လှုပ်ဆောင်ရန်အသင့်ရှိနေတယ်လို့လည်းတက်စင်ကပြောပါဗျ။မင်းအောင်လိုင်ကလည်း သူ့ရဲ့အကြံပြုချက်တွေကိုနားထောင်လက်ခံခဲ့ရလို့လည်းတက်စင်ကပြောပါတယ်။တက်စင်ကမြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲအကြောင်းကိုမဆွေးနွေးခဲ့ပဲရှောင်ကျင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကိုလှုပ်ပေးဖို့နဲ့ငြင်းချမ်းရေးစပွဲဝိုင်းမှာဆွေးနွေးဖို့ဆိုတဲ့အာဆီယံရည်တည်ချက်ကိုတက်စင်ကအတိမတ်ပြုကြောင်းသတင်းဖော်ပြချက်အရသိရှိရပါတယ်။အကြက်ဘက်စစ်ကောင်စီကနိုင်ငံတော်ဝန်မှာဆစ်ရှုံနေပြီးလက်ရှိမှာမြို့ပေါင်း100နီးပါးကိုလက်လွတ်ဆုံးရှုံးထားကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါရဲ့ရှင်။ ဒီတကမှာတော့အမျိုးသားညညရေးဆိုရအန်ယူဂျီကယာယီအပြစ်ခတ်ရက်ဆဲကာလကိုတပတ်ထပ်မံတွန်းမြင့်လိုက်တယ်လို့အန်ယူဂျီကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်တန်းကြောင့်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့အတွက်ငလင်တန်းတဲ့ဒေသတွေနဲ့ဆက်ဆက်တဲ့ခရိုင်တွေတွင် ခုခံကာကွယ်စစ်ကနေလွဲလို့ ထိုးစစ်အားလုံးကိုရက်သတ္တပတ်နှစ်ပတ်ကြာမတ်လ30ရက်နေ့ကနေဧပြီလ12ရက်နေ့အထိရက်ဆိုင်ထားဖို့အတွက်ကြေညာလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်ငလင်ကြအသက်အိုးဝင်ထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့တဲ့မြန်မာပြည်သူတွေကိုနှစ်သိမ့်အားပေးနိုင်ဖို့ယူရကအမျိုးသားညီညွတ်ရေးဆိုရကဧပြီလ17ရက်နေ့ကနေ20ရက်နေ့အထိကာလကိုနိုင်ငံလုံးဆိုင်ရာဝန်내ကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရသတ္တပတ်အဖြစ်သတ်မှတ်ခဲ့တယ်လို့လည်းဆိုထားပါဗျ ဒါအပြင်ပြည်တွင်းပြည်ပကုညီကယ်ဆယ်အဖွဲ့တွေကိုလည်းလိုအပ်တဲ့အကူအညီနဲ့ကာကွယ်စောင့်ရှောက်မှုပေးရန် NGO ကာကွယ်ဝန်ထမ်းကအထူးညွှန်ကြားချက်နဲ့ပြည်သူ့ကာကွယ်တပ်မတော်နဲ့ပြည်သူ့ကာကွယ်အဖွဲ့တွေကိုညွှန်ကြားထားပါတယ်ရှင်။စကိုင်းတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကိုင်းတိုင်းကောလင်းမြို့နယ်ညောင်ကုန်းကျေးရွာနယ်ရခိုင်ပြည်ကြောက်တော်မြို့တို့ကို မနေ့ကတကြံအကြိုနေ့မှာအကြက်ဖက်စစ်တပ်ကလေနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာ ပြည်သူတွေထိခိုက်မှုရှိခဲ့လို့လည်းသိရပါဗါးကောလင်းမြို့နယ်ညောင်ကုန်းကျေးရွာကိုမနစ်ကနေလေက မိတ်တီလာလေတက်ကနေတက်လာတဲ့အကြက်ဘက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကလေကြောင်းတက်ခတ်ခဲ့တာဖြစ်တယ်လို့လဲ Colin Info ကတာဝန်ရှိသူတူကပြောပါရတယ်။အဲဒီတက်ခတ်မှုကြောင့်အမျိုးသားတူနဲ့အမျိုးသမီးတူဟာဒဏ်ရာရှိခဲ့လို့လဲသိရပါရတယ်။အလားတူရခိုင်ပြည်ကြောက်တော်မြို့ပေါ်ကရက်ွက်တွေကိုလည်းမနေ့ကတကြံအကြိုနေ့မှာအကြက်ဘက်စစ်ကောင်စီကပေါင်900ပုံးနှလုံးကိုကျဲချခဲ့လို့လဲသိရပါရတယ်။အဲလိုတက်ခတ်မှုကြောင့်ခလေးတူအပါဝင် ပြည်သူနှုတ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းဒေသပြည်သူတွေကပြောပါတယ်။ဒါအပြင်ဝင်းတို့မြို့နယ်ဂျိုးတောင်ရွာနယ်မြောင်းတောင်ရွာဖုံရင်ကျောင်းကိုလည်းလေနဲ့ဘုံကျဲတိုက်ခိုက်မှုမှာတန်ကားတော်တပားဟာထိခိုက်ဒဏ်ရာရှိခဲ့တဲ့ပြင်စစ်ကောင်စီကဒဇယ်မြို့နယ်လေမရွာဖုံရင်ကျောင်းကိုလည်းလေနဲ့ဘုံကျဲတိုက်ခိုက်မှုမှာအမျိုးသမီးတဦးဟာသေဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီရဲ့လေကျောင်းဘုံကျဲတိုက်ခိုက်မှုတွေဟာ စည်ရေးပြစ်မှတ်မဟုတ်တဲ့အရက်သားပြည်သူတွေနေထိုင်ရာမြို့နယ်ကျေးရွာတွေအဆောက်အအုံတွေကိုအကြမ်းဖက်တိုက်ခိုက်နေတယ်လို့လည်းတော်လန်အင်အားစုတွေကပြောဆိုထားကြသလိုရန်ကုန်ခေတ္တရဲ့စည်ရေးတရင်မြေ ပြောဆိုချက်အရလည်းစစ်ကောင်စီဟာအခုတကြမ်းကာလမှာပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မဲ့စစ်စင်ရေးကိုလှုပ်ဆောင်နေပြီး လေတပ်ကအရာရှိနဲ့တပ်သားတွေကိုနားရမပေးထားဘူးလို့လည်းသိရပါတယ်ရှင်ဆက်လက်ပြီးတော့ စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးရဲ့နောက်မှာစစ်ကောင်စီကလေကြောင်းတက်ခိုက်မှု82ကြိမ်ကိုလုဆောင်ခဲ့ပြီးပြည်သူ105ဦးဟာသေဆုံးခဲ့လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကသတင်းစာရှင်းလင်းပွဲမှာပြောပါရယ်မတ်လ28ရက်နေ့အင်အားပြင်းစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးခြင်းကနေစတင်ကဧပြီလ17ရက်နေ့ထိအကျန်းဖက်စစ်တပ်ကစကိုင်းမကွေးပကိုမန္တလေးကရင်ရှမ်းချင်း AR ကချင်ကရင်မွန်နဲ့ရခိုင်တို့မှာလေကြောင်းတက်ခတ်မှုနဲ့လက်လက်ကြီးပြစ်ခတ်မှုတွေကိုဇက်တိုက်ကျွတ်လွန်ခဲ့လို့လဲဆိုပါရယ်စစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှု82ကြိမ်အတွင်းပြည်သူ105ဦးဟာသေဆုံးခဲ့ရကတရ2ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့လဲသိရပါရယ်တပ်ဖက်စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုကြောင့်ပြည်သူနေ84လုံးဟာပျက်စီးခဲ့ရပြီးစာတင်ကြောင်3ကြောင်လည်းပျက်စီးခဲ့ကလက်လက်ကြီးပြစ်ခတ်မှုအကြိမ်30လောက်ခံခဲ့ရကြောင် ပြည်သူ6ဦးဟာသေဆုံးကအယောက်30ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျ။ဂျပန်စစ်တပ်က အပြည့်အခက်ရက်စဲရေးကိုဧပြီလ2ရက်နေ့မှာကျင်းညာခဲ့ပေမဲ့လည်းတကယ်လက်တွေ့မှာပြည်သူတွေကိုဥတီပြီးလေချောင်းကနေတက်ခိုက်မှုလက်လက်ကြီးနဲ့တက်ခိုက်မှုစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းဥစ္စာတွေကိုမီးရှို့ဖျက်ဆီးပြီးယူဆောင်တာတွေကို ငလင်ဘေးတင်ဒေတာကပြည်သူတွေအပါအဝင်နိုင်ငံဒေတာအနှံ့ပြတော်တော်များများမှာဆက်လက်ကျွလွန်နေတာကိုခံနေရတယ်လို့လည်းအန်ယူဂျီဝန်ကြီးဒေါက်တာဝင်းမြတ်အေးကယမန်နဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်ရှင်ဒီတစ်ခါမှာတော့ကင်းနီပြည်ဖဲခုံမြို့နယ်မိုးပြဲမြို့ကိုအကြက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးနေပြည်တော် PDF တပ်ဖွဲ့ကဒုတက်ခွဲမှုတူးလဲကြာဆုံးခဲ့ရတယ်လို့ နေပြည်တော် PDF တရင်105ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မိုးပြဲလိုက်ကောလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးလေကြောင်းပစ်ကိုယူကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တက်ခတ်နေတာလည်းဖြစ်ပါတယ်။တိုက်ပွဲအတွဲမှာအမှတ်105တရင်နေပြည်တော်ပြည်သူ့ကာကွယ်တပ်ထဏောင်းစစ်ကြောင်းတက်ခွဲတစ်ကဒုတက်ခွဲမှုရဲဘော်ငတိဟာကြာဆုံးခဲ့ရကာ လေးဦးမှလည်းဒဏ်ရာရရှိခဲ့လို့လည်းသိရပါဗျ။အကြက်ဘက်စစ်ကောင်စီက2025ခုနှစ်နှစ်ဆပိုင်းကနေစတင်ကမိုးပြဲလွိုက်ကော်လမ်းပိုင်းကို ပြန်လည်ထုံးချိန်နိုင်ရန်အတွက်လက်လက်ကြီးပစ်ကို ဒရုန်းနဲ့လေကြောင်းပစ်ကိုအလွန်ကျွံသုံးကာထိုးစစ်ဆင်နေတာဖြစ်ပြီးမဟာမိတ်တပ်ပေါင်းစုနဲ့နေစဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေရတယ်ဖြစ်ပါတယ်။လက်ရှိမှာ အခြေအနေရမိုးပြင်းမျိုးကိုပူပေါင်းတပ်ကထိ ंछ ုပ်ထားတာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲ area မဟုတ်တဲ့နေရာတွေကိုလက်လက်ကြီးတွေနဲ့ပစ်ခတ်တာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုပြုလုပ်နေတာကြောင့်အရက်သားပြည်သူတွေထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့လည်းသိရပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ AR တိုင်းဟင်းထရမြို့နယ်မှာစစ်မှုထမ်းဖို့အတွက်နေအိမ်ကိုတွားရောက်ခေါ်ဆောင်ခဲ့တဲ့အုတ်ချုပ်ရည်မှုတက်နိုင်ဓာတ်ကုတ်ခံရပြီးတည်ဆုံသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဧပြီလ17ရက်နေ့ကဟင်းထရမြို့နယ်တနွန်တနော့ကျေးရွာအုပ်စုအကျန်းဖက်စစ်တပ်ခန့်အုတ်ချုပ်ရည်မှုတက်နိုင်ဟာမကြီးကန်ကျေးရွာကလူငယ်တူးကိုစစ်မှုထမ်းအလှည့်ကြတယ်လို့ဆိုပြီး သွားရောက်ခေါ်ဆောင်တာလည်းဖြစ်ပါတယ်။အဲလိုလာရောက်ခေါ်ဆောင်နေတဲ့အချိန်မှာအင်ရှင်ရဲ့နေအပေါ်ရောက်မှာတော့ဓာတ်နဲ့ခုတ်ခံရတာဖြစ်ပြီးအုတ်ချုပ်ရေမှုတက်နိုင်ဟာဥကောင်းပြန့်ရှတရာရရှိကတည်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။လာတို့ ARD တိုင်းကျုံပျော်မြို့နယ်ငကြီးထူကျေးရွာအုပ်စု အုတ်ချုပ်ရေးမှုလှကြင်ဆိုသူဟာလည်းဧပြီလ10ရက်ကမြို့နယ်အစည်းအဝေးကနေပြန်လာစဉ်တွင်တနက်နဲ့ပြစ်ခတ်ခံရပြီးသေဆုံးသွားခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်သေဆုံးသွားတဲ့အုတ်ချုပ်ရေးမှုလှကြင်ဟာအကျက်ဖက်စစ်တပ်ရဲ့အမာခံတောက်တိုင်တူဖြစ်ပြီးကျေးရွာအုပ်စုအတွင်းကစစ်ကောင်စီတပ်ဆိုးရှေဖို့လှုပ်ဆောင်ပေးနေသူဖြစ်တဲ့အပြင်အကြမ်းဖက်စစ်တပ်အတွက်တသားသည့်စုဆောင်ပေးကအာရမငွေကြေးကောက်ခံတာတွေကိုလည်းပြည်သူပေါ်ကျွလွန်နေတာဖြစ်ပြီး သူ့ရဲ့သတင်းပေးတိုင်ကြားမှုကြောင့်ထွက်ပြေးတင်းရှောင်နေရတဲ့လူငယ်တွေများစွာရှိနေတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမများပါ။